မြန်မာနိုင်ငံမှာပညာသင်နှစ်တစ်နှစ်ရဲ့အစစာသင်ကျောင်းတွေဖွင့်လှစ်တဲ့ဇွန်လကို ရောက်ရှိလာပါပြီ။အနာသိန်းစစ်ကောင်စီဟာသူတို့စိုးမိုးရနေရာတွေမှာစာသင်ကျောင်းတွေကိုစတင်ဖွင့်လှစ်နေပါပြီ။စစ်ကောင်စီကသူတို့ပြပြဝဝမထင်းချုံနိုင်တဲ့ဒေသတွေမှာသူတို့ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာကလင်းငယ်တွေကိုကျောင်းအနှံမှုမိဘတွေကိုဗျာပေးနေတာတွေရှိပါတယ်။တစ်ဖက်မှာလည်းသူတို့လုံးဝစိုးမိုးထင်းချုံနိုင်ခြင်းမရှိတော့တဲ့အညာဒေသတွေမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဖွင့်လှစ်တင်ကြားပေးနေတဲ့စာသင်ကျောင်းတွေကို လေချောင်းကနေဘုံကျဲတိုက်ခိုက်နေပါတယ်။ပြီးခဲ့တဲ့မေလ12ရက်နေ့မနက်ပိုင်းမှာတော့ကလေးတွေစာမွေးဖြစ်ဆုံနေတဲ့ဒီပင်းမြို့နယ်အိုထိန်တွင်ချေးရွာကစာတင်ချောင်းပေါ်ကိုစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်22ဦးနဲ့ဆီယမ2ဦးအထိသေဆုံးခဲ့ပါတယ်။အဲဒီနောက်မှာတော့ NUG ရဲ့ပညာရေးဝန်ကြီးဌာနကနေဂျာကာလာပညာရေးကျောင်းတွေကိုယာယီပိတ်ထားကြဖို့အတွက်ကိုညွှန်ကြားခဲ့ပါတယ်။ကျောင်းတွေပိတ်လိုက်ရတာကြောင့်ကလေးတွေပညာရေးထိခိုက်သွားမှာပါလား။ ကြောင်းပိတ်ထားတဲ့ကာလတွေမှာပညာရေးအဆက်မပြတ်အောင်ဘယ်လိုစီမံဆောင်ရွက်မှုတွေရှိနေပါသလဲဒါနဲ့ပတ်သက်လို့မြိုင်မြို့နယ်ပညာရေးဘုတ်ဖွဲ့ဝင်တဦးဖြစ်တဲ့ကိုအေးမင်းဝင်းပြောတာကဟိုကျွန်တော်တို့က NUG ဒါ MOE ပေါ့နော်ဝန်ကြီးဌာနကနေပြီးတော့ဈာယာယီကြောင်းပိတ်ထားဖို့ဒါညွှန်ကြားချက်ထုတ်ထားတယ်ဈာယီပိတ်ထားဖို့ကနော်ဈာယီပိတ်ထားစင်မှာဘာလို့လောက်ကြမလဲဆိုတော့ဟိုကိုကြောင်းနဲ့ကိုအဲကိုမျိုးနဲ့နဲ့ကိုကိုတိုင်းဒေတာကြီးနဲ့ကိုနော်ဝန်ကြီးဌာနအလိုက်ပေါ့နော်ဒီလုံခြုံရေးစီမံချက်တွေရေးဆွဲဖို့ပေါ့နော် ဟိုကျွန်တော်တို့ပညာရေးအဆက်မပြတ်ပို့ကတော့ဝန်ကြီးဌာနလည်းညွှန်ကြားထားတယ်ပေါ့နော်ဒီလောလောဆယ်ဝန်ကြီးဌာနအနေဗီဒီယိုဖိုင်တွေချပေးထားတာရှိတယ်အွန်လိုင်းကြောင်းတွေရှိတယ်အဲဒီဗီဒီယိုဖိုင်တွေလေ့လာခြင်း home page ပုံစံမျိုးနဲ့လက်တလို့ပေါ့နော်ကြာရင်ကြောင်းဖိတ်ကားစင်မှာ home page တွေလေ့လာလို့ရတယ်တို့မဟုတ်လေဟိုအွန်လိုင်းကြောင်းနေမှာတက်ရောက်လို့လေဟိုရတယ်ပေါ့လေခုလောတဲ့တာဟိုတင်ကြရေးအဆက်မပြတ်ဖို့တော့ကပေါ့စစ်ကောင်စီတက်ဖွဲ့ဟာ တော်လိုင်းတက်ဖွဲ့တွေဆိုးမှုတဲ့ဒေသတွေကစာတင်ကြောင်းတွေကိုလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်ပြည်သူတို့ကြောက်ရွံ့ပြီးကလေးတွေကိုစစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာပြောင်းလဲအနှံမှုတွေရှိပေမဲ့အနည်းငယ်သော လူနည်းစုသာဖြစ်တယ်လို့ကိုအေးမေဝင်းကဆိုပါတယ်စစ်ကောင်စီက NUG ရဲ့ပညာရေးစနစ်ကိုချိုးဖျက်ပြီးသူတို့ရဲ့ကျောင်းတွေမှာပြည်သူတွေရဲ့တာသမီတွေကိုလာရောက်အနှံအောင်လှုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ် ဒါပေမဲ့အညာဒေသမှာရှိတဲ့ပြည်သူတွေကတော့အန်ယူဂျီရဲ့ပညာရေးစနစ်ကိုသာယုံကြည်လက်ခံထားပြီးတာသမီတွေကိုဂျာကာလာကျောင်းတွေမှာပဲထားဖို့စံတာရှိကြတယ်လို့စောမြွန်းနဲ့ပညာရေးဘုတ်ဖွဲ့ဝင်ဆီယာမဆိုဖီယာကပြောပါတယ်မိဘပြည်သူတွေရဲ့ယုံကြည်မှုဟာဘယ်လောက်တိခိုင်မှတလဲဆိုရင်အန်ယူဂျီပညာရေးနဲ့သာသူတို့တာသမီတွေရဲ့ပညာရေးကိုဆက်လက်တင် जा ပေးသွားမယ် သူတို့ရဲ့ရင်သွေးတွေရဲ့အနာဂတ်အတွက်စိတ်ချခြင်းနဲ့ဆိုရာမျိုးတွေမိဘတွေစီကစကားတန်တွေကြားရပါတယ်။ကျောင်းတွေယာယီပိတ်လိုက်ချိန်မှာကျောင်းသားတွေအတွက်ပညာရေးခါဆက်မပြတ်အောင် offline နဲ့ဆရာတွေရောမိဘတွေရောတင်လို့ရမယ့် application တွေကိုဖြန့်ဝေပေးမယ့်အစီအစဉ်လေးတွေတော့စူးစမ်းဆောင်ရွက်နေကြပါတယ်။ကလေးတွေရဲ့တင်ကြားရေးကတော့ တနည်းမဟုတ်တနည်းနဲ့တင်ကြားနိုင်ဖို့မိဘเสียရပူပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့တော်လှန်ရေးကာလအတွင်းကန္တာဘောက်ဆုံမှာပြည်သူလူထုအတွက်ဝန်ဆောင်မှုပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာပညာရေးကဏ္ဍဟာအအောင်မြင်ဆုံးကဏ္ဍတစ်ခုဖြစ်ပြီးចောင်းသားလူငယ်တွေကိုအခြေခံပညာကနေအစစ်မြေပညာအထိပါသင်ကြားနိုင်အောင်ဆောင်ရွက်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။